ဟုတ်ပါဘူး။မုံဆွဲတော့လည်းဒီအမှန်နိုင်ပြောင်းလို့ရှိရင်ကိုကတော့ဘာသာခြားဆိုမဲ့ဟိုဗုဒ္ဓဘာသာနဲ့ဆက်နွယ်နေရဲကားတော်တော်များများမှာကိုကပါဝင်ခွင့်ရတယ်။ဒီမှာလည်းဟိုကိုနဲ့ကလည်းအမြဲတမ်းဟိုဘယ်လိုလဲရှီဆက်ပါလို့ပြောမလားနော်မြန်မာလို့ဆိုလေအဲ့လားကိုနဲ့အလူလာပဲဖြစ်ဖြစ်ရှင်ပြူလာပြီအဲ့လိုမျိုးလေကိုနဲ့မြန်မာမခန့်ညွေလောက်တော့ဆိုအမရောက်ရောက်ချင်းပဲမြန်မာပြူရောက်နေတဲ့အချိန်မှာပဲသူကလည်းလှုပ်ဖြစ်သွားတဲ့အချိန်မှာကိုကလည်းသွားဖြစ်သွားအဲ့လိုမျိုးပဲကိုနဲ့တိုက်ဆိုင်နေအဲ့လိုရှီဆက်ပါရင်ဘာပဲဖြစ်ဖြစ်ကိုကကောင်းတာတွေပါဝင်ခွင့်ရတဲ့သူတယောက်ဖြစ်တဲ့ကြောင့်ဖြစ်ကြမှုလို့လေဟိုဝမ်းတာတယ်အဲ့လို ို့ပီတိလည်းဖြစ်တယ်ပေါ့နော်ဟုတ်တယ်ရှင်လာလည်းမိဘကိုယ်တိုင်ဖြစ်သွားတာဆိုတော့ဒီထောက်လည်းတော်တော်ပီတိဖြစ်တယ်အမအဲ့ဆန်ချတဲ့အချိန်ကြီးဆိုရင်ရန်ဟိုစက်သိမ်းနေပါထားမယ်လို့ငိုချင်းတလုံးလုံးလုံးဝမ်းနေတလုံးလုံးဝမ်းသာတလုံးလုံးအရန်ဝမ်းသာလို့ဟိုအဓိကတော့ပီတိပီတိအရန်ဖြစ်တာထက်မှာအဲ့အချိန်ကတော့ ောက်တဲ့ဒီမှာဟိုပါပေါ့မြမြသက်နေဝင်းရဲ့အမပါရှင်ဟုတ်ကဲ့အဲဒီနေ့ကတော့ပြောတဲ့ရုပ်ရှင်ဖွဲ့သားရင်ကလည်းဒီရှင်လောင်းလဲလှဲ့တယ်ပြင်မှာလည်းရှင်ပြုတ်ခန်းသားလဲတကယ်လုပ်တယ်အဲဆိုင်းဝိုင်းနေနဲ့တကယ်တကယ်ပဲဟိုလိုပြောမယ်ရှင်ပြုတ်တဲ့ခန်းသားလဲကျင်းပါရင်လည်းဒီမှာဒီနေ့လည်းမီဒီယာနဲ့တွေ့ဆုံလို့ပေါ့နော်အထူးပွဲလေးလဲလုပ်ဖြစ်တဲ့ဘောပါအဲ့အတွက်ကြောင့်မလို့အရင်လည်းပီတိဖြစ်ပါတယ်ကိုလည်းပေါင်နေရတဲ့အတွက်ကြောင့်လို့ရှင်ကြည်ပြီးလို့ဟို ပြိသက်တွေပြောလာမယ်အတန်ပို့ပြီးတော့နားထောင်ကျင်တာပေါ့နော်ဟိုဘာဖြစ်လို့ဆိုတော့ကိုကတော့တက်နိုင်ဆုံးတော့ဟို ရိတ်သက်နဲ့ဟိုထပ်တူညီမယ်နောက်တစ်ခါကျတော့ဒီ character နဲ့ထပ်တူညီမယ်ဆိုဖြစ်အောင်လို့တော့ကြိုးစားထားတာပေါ့အဲ့ဒီအတွက်ကြောင့်မို့ကြိုးပြီးတော့ပြင်ဆင်တယ်ဒီမျိုးသမီးရဲ့စိတ်နေစိတ်ထားဘယ်လိုရှိတယ်ဘယ်သူတွေပေါ်မှာဘယ်လိုစိတ်ထားရတယ်အဲဘယ်လိုလှုပ်တက်တဲ့မျိုးသမီးဟိုဟိုကျင်နာတက်တာလားချစ်တက်တာလားနောက်တော့ဘယ်အသက်အရွယ်လောက်ရှိလဲအဲသူ့ကလေးကိုဘယ်လိုချစ်မလဲသူ့မောင်ဘယ်လိုချစ်မလဲသူ့မိဖေဘယ်လိုသဘောထားမလဲယောက်ျားဘယ်လိုသဘောထားမလဲကျန်တဲ့သူတွေပေါ်မှာဘယ်လိုသဘောအဲ့ဟာတွေအကုန်လုံးသိချာလေ့လာပြီးတော့အမရဲ့စိတ်နေသဘောထားနဲ့နောက်တစ်ခါကျတော့ပြီးသွားလို့ရှိရင်အဲ character အရ အဝတ်စားကိုဘယ်လိုဝတ်မလဲပေါ့အရွယ်ကဘယ်လိုမျိုးခွာဝါမလဲအဲ့လိုမျိုးလေးတော့ကြိုးပြပြစင်တဲ့ dialogue လေးကြိုးဖတ်တယ်အဲ့ဒါလေးတော့အများကြီးကြိုးပြင်စင်တာပေါ့နောက်တစ်ခါကျအမကလေးကလေးနဲ့ကိုနေကအရန်ကို harmony ဖြစ်ရမှာဆိုတော့ကလေးနဲ့ကိုနေကလည်းအရန်ကိုအပြင်မှာလည်းသူကခုတိအမေလို့ပဲခေါ်တယ်ခုတိအမေလို့ပဲအကောင်းမှမလဲအမအမေအမေလို့တွေ့ရတယ်နှမ်းပြေးပြီးကိုပေါင်ပေါင်လေးပေါ်မှာလာထိုင်တာဆိုတော့သူနဲ့ကိုနေကြတယ်အဲ့လိုသားမိလေးလို့ဖြစ်နေရပါတော့ဟုတ်ကဲ့ဒါအားဆိုတယ်နော်မောင်ဆိုလေးအပြင်မှာဆိုရင်တော့ငါတော့တင်းခံ ်အပြင်က character ဆိုတော့ငါနင်းအလောက်သိခံမှာမဟုတ်ဘူးဒါဆူရယ်လေနော်သူရဲ့တရုပ်ဆောင်ပုံပါဆိုတော့ဘယ်လိုမျိုးနေနေရလဲရှိတယ်အဲသူတရုပ်ဆောင်မှုပုံမှာတော့ဘယ်လိုကမလဲအစ်စ်ဟိုအစ်စ်ဖြစ်တာပေါ့ကိုယ့်အတွက်တော့လေဟိုမြင်နေကြပုံစံမဟုတ်ဘဲနော်အော်သူသူ့ရဲ့ပုံစံကအစ်စ်တမျိုးတော့ဖြစ်နေအောင်အဲ့အတွက်ဟို အဲဘယ်လိုပြောမလဲထူခြားတယ်သူလည်းစူးစမ်းတယ်ဒီကရိုက်တာမှာအမအစစ်ပြေးလာကျွန်တော်တို့ညောင်ဒါလေးဆိုလို့ချင်းဒီလိုလုပ်မယ်ဟိုအပေးယူမြန်မြန်တတတာနဲ့အဲ့လိုမျိုးလှုပ်သွားတယ်သူဆိုတော့လည်းအဲရိုက်ရတာလည်းတအားအဆင်ပြေပါရဲ့ရှင်ဟုတ်ဒီသူတို့ပြောလာအချိန်မှာကရိုက်တာလေးကလည်းဟိုကိုယ့်နဲ့ကနီးစက်တယ်မြန်မြန်သက်ဆိုတဲ့ကရိုက်တာလေးကကိုယ့်နဲ့လည်းနီးစက်တယ်ကိုယ်လည်းလုံနိုင်မယ်နောက်ခါကျလည်းမရိုက်တာကြာပြီးတော့ရမ်းလွမ်းတယ်လေကိုကဟိုနုပညာကွာချစ်တာဆိုတော့လှုပ်ချင်တယ်ဘယ်နေရာလေးကပဲရရပါတော့နော်အဲတခန်းလေးပဲပပနှခန်းလေးပဲပပငါလုံမယ်ဟဲ့ဆိုပြီးတော့ကိုက ဟိုချစ်တော်အဲ့ဒါရိုက်ဖြစ်သွားအလုပ်ဖြစ်သွားပါဘယ်လိုလဲ မုံဆွဲတော့လည်းဒီအမှန်နိုင်ပြောင်းလို့ရှိရင်ကိုကတော့ဘာသာခြားဆိုမဲ့ဟိုဗုဒ္ဓဘာသာနဲ့ဆက်နွယ်နေရဲ့ကားတော်တော်များများမှာကိုကပါဝင်ခွင့်ရတယ်ဒီမှာလဲဟိုကိုနဲ့ကလည်းအမြဲတမ်းဟိုရှင်ဆက်ပါလို့ပြောမှာနော်မြန်မာလို့ဆိုလေအဲ့လားကိုနဲ့အလူလာပဲဖြစ်ဖြစ်ရှင်ပြူလာပြီအဲ့လိုမျိုးလေကိုနဲ့မြန်မာခိုင်နေဝင်လို့တော့ဆိုအမရောက်ရောက်ချင်းပဲမြန်မာပြူရောက်နေတဲ့အချိန်မှာပဲသူကလည်းလှုပ်ဖြစ်သွားတဲ့အချိန်မှာကိုကလည်းသွားဖြစ်သွားအဲ့လိုမျိုးကိုနဲ့တိုက်ဆိုင်နေအဲ့လိုရှင်ဆက်ပါဘာပဲဖြစ်ဖြစ်ကိုကကောင်းတာတွေပါဝင်ခွင့်ရတဲ့သူတယောက်ဖြစ်တဲ့ကြတဲ့ကြောင့်မလို့လေဟိုဝမ်းတာတယ် လိုပီတိလည်းဖြစ်တယ်ပေါ့နော်ဟုတ်တယ်ရှင်လာကမိဘကိုယ်တိုင်ဖြစ်သွားတာဆိုတော့ဒီထောက်လည်းတတော်ကိုပီတိဖြစ်တယ်အမအဲ့ဆန်ချတဲ့အချိန်ကြီးဆိုရင်အရန်အဲ့လိုစက်သိမ့်နေပါထားမလို့ငိုချင်းတလို့လို့လို့ဝမ်းနေတလို့လို့ဝမ်းသာတလို့လို့အရန်ဝမ်းသာလို့ဟုတ်ဒီကတော့ပီတိပီတိအရန်ဖြစ်တာထက်မှာအဲ့ဒီအချိန်ကတော့တိတာတော့မျက်နှာတွေရောင်မြန်လာလို့အဲ့ရိုက်ရိုက်တုံးကလေဟိုကဟိုကဒီ ရှင်လောင်းလဲတဲ့အချိန်ရယ်နောက်တစ်ခုကကြာဒီကလေးအန်ဒီဆုံးတဲ့အချိန်ရိုက်တဲ့အချိန်တွေကမျက်နှာရလည်းရောင်ပြီးသွားတော့အဲ့ဆီတောက်ပြီးပြီး on ရတဲ့အချိန်ပေါ့ဟိုက shooting ကတော့တရက်ခွဲတရက်ကတော့ပြည်နာလိုက်ရတယ်နောက်တရက်ကကြောက်လဲဟုတ်တယ်မရိုက်ဖြစ်ဘူးမရိုက်ဖြစ်ဘူးအမတပိုင်းတော့သူကနေ့တပိုင်းတော့ရိုက်ဖြစ်တယ်နောက်အမပါရမယ့်အပိုင်းကစပြီးတော့ ကိုကအလဲကြီးကရမ်းဖြစ်နေဆိုတော့အဲ့နောက်ပိုင်းကနေ့တစ်ဝက်နားလဲနောက်တစ်ရက်တစ်ရက်လုံးနားတယ်နောက်တစ်ရက်ကျတော့ကိုကျော်တော်ကပြောရဲဟိုအမကဒီလိုရရင်အဆင်ပြေမလားဆိုတော့အဲမမောင်စီကွက်တီပဲမျက်နှာလည်းရအောင်မျက်လုံးတွေလည်းနှာခေါင်းတွေလည်းရအောင်မျက်လုံးတစ်ဖက်လည်းပိတ်နေဆိုငိုထားတဲ့ပုံစံနဲ့တအားကွက်တီဖြစ်နေပြီတဲ့အဲရိုက်လို့ရလားဆိုတော့ရတယ်လို့ဆီကလို့စိတ်တောက်ပြီးရိုက်မယ်ဆိုပြီးအဲအဲ့ရက်ဒီကောင်ကစိတ်တောက်ပြီးရိုက်တာဟုတ် ဟုတ်ကဲ့ပါဒီမြမရိုးရာရှင်ပြုတ်အလှလေးလည်းပါတယ်အဲဒီကိုယ့်ရဲ့ကိုယ့်ရဲ့ compact လို့ပြောလို့ရမှာပေါ့နော်ဒီကားလေးကိုလည်းပြည့်တက်နေနေအဲချိန်ပြီးတော့ဝေဖန်ပေးပါလာပြီးတော့အားပေးပါလို့ပြောချင်ပါရှင်ဟုတ်